ါပါရှင် Astro Garden Channel မှာကြိုဆိုပါရရှင် Astro 2ဒီယနေ့နှစ်ခတ်စီစဉ်မှာ2025နိုဝင်ဘာလ24ရက်တနင်္လာနေ့အတွက်ဆောင်ရွက်ဆောင်ရွက်ဆောင်ရွက်ရမယ့်နှစ်ခတ်အချိန်ကာလကိုအစီအစဉ်တင်ဆက်သူများဖြစ်ကြတဲ့ကျွန်မမနှင်းပိုင်နဲ့အတူမရွှေရုံအောင်လို့မှတင်ဆက်ပေးသွားမှာဖြစ်ပါရရှင် 2025နိုဝင်ဘာလ24ရက်တနင်္လာနေ့တွင်တနင်္လာနေ့သတင်းများအပေါ်ပုံမှန်ထိရောက်နိုင်တဲ့ကောင်းကျိုးနှက်ခွန်းပါးနဲ့မိမိတို့ရဲ့လုပ်ငန်းကိစ္စများဆောင်ရွက်နိုင်ရန်ကောင်းမွန်တဲ့နှက်ခတ်ချိန်ကာလကိုကြေညာပေးသွားမှာဖြစ်ပါတယ်ရှင်။နနက်9:46မိနစ်မှနနက်8:06မိနစ်ချိန်တွင်မှဆိုရင်တော့ဖုံးကန်ကြီးမြင့်စီမဲ့ဓာတ်နက်ခကိန်ကြောက်တဲ့အချိန်ပဲဖြစ်ပါရဲ့ရှင်။ နနက်10:32မိနစ်မှနနက်10:52မိနစ်ချိန်တွင်မှဆိုရင်တော့စန်းထအောင်မြင်ပြီးမြစ်တာရီကန်ကောင်းမွန်စင်မဲဆုံးနှက်ခက်ကိန်းကြောက်တဲ့အချိန်မျိုးဖြစ်ပါရဲ့ရှင်။နေ့လယ်10:54မိနစ်မှနေ့လယ်2:14မိနစ်ချိန်တွင်မှဆိုရင်တော့ဘယ်လုံငန်းမျိုးကိုမဆိုးလောက်ကင်မာကအထွတ်ထိပ်ရောက်ရှိအောင်မြင်နိုင်တဲ့အဒီပရီနှက်ခက်ကိန်းကြောက်တဲ့အချိန်မျိုးဖြစ်ပါရဲ့ရှင်။နေ့လယ်10:44မိနစ်မှနေ့လယ်2:04မိနစ်ချိန်တွင်မှဆိုရင်တော့ ရာထူးဩဇာအနာကြီးမြင့်စင်မဲ့ထိပြုနက်ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါရဲ့ရှင်။နနက်3:38မိနစ်မှနနက်3:58မိနစ်အချိန်တွင်မှဆိုရင်တော့အင်ချမ်းမြေရောင်းဝယ်ကိစ္စရဲ့များအကျိုးပြုစီမဲ့စင်ပြူနက်ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါရဲ့ရှင်။နေ့လယ်2:54မိနစ်မှနေ့လယ်2:14မိနစ်အချိန်တွင်မှဆိုရင်တော့ငွေကြေးရွှေငွေရတနာနဲ့ထိကန်ဆမ်းမှုကံကောင်းမှုစီမဲ့ရတနာနက်ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါရဲ့ရှင်။ ည9:56မိနစ်မှည10:16မိနစ်အချိန်တွင်မှဆိုရင်တော့သာသမိရတနာထွန်ကားရရှိစီမဲ့တန်ဒီနက်ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်ဆက်လက်ပြီးဒုတိယခန်းကဏ္ဍအနေဖြင့်တနင်္လာနေ့သတ္တမီများအပေါ်ပုံမူပြီးထိရောက်မှုရှိနိုင်တဲ့စိုးကျနှက်ခတ်အချိန်ခါများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။ နက်နက်3:24မိနစ်မှနက်နက်3:44မိနစ်အချိန်တွင်းမှဆိုရင်တော့မတော်တဆထိခိုက်ဒဏ်ရာရရှိမှုတွေတေကျပျက်စီးဆုံးရှုံးမှုတွေဖြစ်စေနိုင်တဲ့မရဏနှက်ခတ်ကင်ကြောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်။နက်နက်6:18မိနစ်မှနက်နက်6:38မိနစ်အချိန်တွင်းမှဆိုရင်တော့အမှုခင်းပြဿနာတွေစိတ်ပူပန်သောကတွေဖြစ်စေနိုင်တဲ့တောကနှက်ခတ်ကင်ကြောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်။ နေ့လေတနာ yı 3မိနစ်မှနေ့လေတနာ yı 22မိနစ်အချိန်တွင်းမှဆိုရင်တော့ဆုံရုပ်ပျက်စီးမှုများဖြစ်စေနိုင်တဲ့စေတိုင်းနခက်ကင်ကြောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်။ည8:29မိနစ်မှည8:48မိနစ်အချိန်တွင်းမှဆိုရင်တော့မိတ်ဆွေတင်ကားများဆုံးရှုံးပျက်စီးမှုများဖြစ်စေနိုင်တဲ့မိတ္တုနက္ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါလေရှင်။ တနင်္ဂနွေနေ့ညတကောင်ကျော်ပြီးတနင်္လာနေ့အကူနနက်12:38မိနစ်မှာနနက်12:59မိနစ်အချိန်တွင်းမှာဆိုရင်တော့အလုံစီပွားကိစ္စရက်တွေမှာထိခိုက်ပျက်စီးဆုံးရှုံးမှုတွေဖြစ်စေနိုင်တဲ့ဘင်ကနှက်ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်။ ယခုဖော်ပြပေးခဲ့တဲ့နဂတ်ချိန်ခါတွေအရဆိုရင်တော့တနင်္လာနေ့သတင်းများအပေါ်ပုံမူပြီးထိရောက်မှုရှိနိုင်တဲ့နဂတ်ချိန်ခါတွေပဲဖြစ်ပါလေရှင်။ဒီနဂတ်ချိန်ခါတွေကိုသမီးတို့ရဲ့ဆရာဆရာဦးဇေယျကိုမှကိုယ်တိုင်အသေးစိတ်တွက်ချက်ပေးထားတာပဲဖြစ်ပါလေရှင်။သမီးတို့ရဲ့ယနေ့နဂတ်အစီအစဉ်ကိုကြည့်ရှုပေးခဲ့ကြတော့မိဘပြည်သူများအားလုံးကျေးဇူးတင်ပါတယ်ရှင်။